မင်္ဂလာပါဒီနေ့မမျှဝေပေးတင်တာကတော့ VDA အကောင့်မှာ profile ပုံထည့်တဲ့နည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့ပြညာလေးကိုစတင်ဖို့အတွက်မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာရှိတဲ့ VDA application လေးကိုနှိပ်ပြီးတော့ဖ ဗီဒီယို application ကိုဖွင့်ပြပါပြီဆိုရင်เนาะဒီအောက်နာကဒီ profile menu bar လေးပေါ့เนาะဒီနေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်เนาะကျွန်တော်တို့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်เนาะကျွန်တော်တို့ profile ပုံထည့်มาဖြစ်တဲ့အတွက်ဒီကင်မရာနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီလိုလေးပေါ်လာပြီဆိုရင်เนาะဒီအောက်နာက set profile image တဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီနေရာမှာကိုထည့်မဲ့ profile ပုံကိုရှာလိုက်ပါ ကျွန်တော်ကဒီပုံလေးနဲ့ထည့်ပြမယ်နော်အဲ့ဒီပုံလေးကိုတစ်ချက်နှိမ့်မယ်အဲပြီးရင်တော့ဒီနေရာမှာကိုကြိုက်တဲ့အနေအထားပေါ့နော်ဒီနေရာမှာကျွန်တော်တို့ site ချိုးလို့ရတယ်ကိုကဘယ် site လာလိုချင်တာလဲပေါ့နော်အဲညွန်းနဲ့လက်မနဲ့သုံးပြီးတော့ကျွန်တော်တို့ပုံအကြီးအသေးပေါ့နော်ကိုစိတ်ကြိုက်ကျွန်တော်တို့ပြုလုပ်လို့ရပါတယ်ဒီနေရာမှာကိုကြိုက်တဲ့အနေအထားကိုရပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်နာကဒီအမှန်ချက်လေးကိုတစ်ချက်နှိမ့်လိုက်ပါ ပြီးရင်တော့ဒီနေရာမှာကိုရေးခြင်းနဲ့စာအုပ်ရေးလဲရတယ်ပေါ့နော်။ဘာမှမရေးဘူးဆိုရင်တော့ဒီဘော်နာကပို့ပဲနှိပ်လိုက်ပါ။အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ VD အကောင့်မှာ profile ပုံထည့်လိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်။လိုပိုင်းပုံထည့်ပြီးရင်ကျွန်တော်တို့ background ထည့်နေရောပါကျွန်တော်တခါလေးပြမယ်နော် background ပုံထည့်မယ်ဆိုရင်ဒီနေရာလေးကိုတစ်ချက်နေမယ်ပြီးရင် owner က set banner image ဆိုတဲ့နေရာလေးကိုတစ်ချက်နေမယ် ပြီးရင်ဒီနေရာမှာကိုပဲပုံထည့်မလဲပေါ့နော်ကိုကြိုင်မဲ့ပုံကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီနေရာမှာ ကိုကြိုင်တဲ့ site ပေါ့နော်ကိုကြိုင်တဲ့ site ကိုကျွန်တော်ချိုးမယ်16 is to 9နဲ့လည်းရတယ်အဲ3 is to အဲ2နဲ့လည်းရတယ်ပေါ့နော်ဒီနေရာမှာကိုကြိုက်တဲ့အနေအထားကိုအဲချိန်လိုက်ပေါ့နော်ဒီနေရာမှာသူကပေးရတာက1 is to 1နဲ့လည်းရတယ်3 is to 4နဲ့လည်းရတယ်ဒါမှမဟုတ်ရင် original အတိုင်းလည်းရတယ်ပေါ့နော်ဒါမှမဟုတ်ရင် 3s to 2နဲ့လည်းရတယ်6 s to 9နဲ့လည်းရတယ်ပေါ့နော်ဒီနေရာမှာကိုကြိုက်တဲ့ site ကိုချိုးလိုက်ပေါ့နော်ဒီပုံစံလေးတိုင်းပဲကြိုက်တယ်ဆိုရင်ဒီတိုင်းလေးပဲထားလိုက်ပေါ့နော်ပြီးရင်တော့ဒီပုံနာကအမှန်ကျစ်လေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ပို့ပဲကျွန်တော်နှိပ်လိုက်မယ်နော်ဒီနေရာမှာကိုရေးခြင်းတဲ့ site အဲကိုတခုခုရေးခြင်းတဲ့ဆိုရင်လည်းဒီနေရာမှာရေးလို့ရတယ်နော်အဲကျွန်တော်ကတော့မရေးတော့ဘူးပို့ပဲကျွန်တော်နှိပ်လိုက်မယ် အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ VD အကောင့်မှာဘန်နာ background ပုံပေါ့နော် background ပုံကျွန်တော်ထည့်လိုက်တာအမြင်သွားပြီဖြစ်ပါတယ်။ဒါကတော့ VD အကောင့်မှာ profile ပုံထည့်နေနေဘန်နာထည့်တဲ့နေလေးကိုကျွန်တော်မျှဝေပြီးခဲ့တာပဲဖြစ်ပါတယ်။ဒီနည်းပညာလေးကိုကျွန်တော်မိတ်ဆွေများနားလည်သဘောပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ်။နောက်ကလည်းနည်းပညာတည်လေးတွေကိုမျှဝေပြီးအောင်ဖြစ်တဲ့အတွက်ဒီနေ့မှာတော့ကျွန်တော်ကိုဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါ။ကျွန်တော်မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။